အားလုံးပဲမင်္ဂလာပါရှင်ကျွန်မရဲ့ခင်သန္တာ YouTube channel page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘတ်စင်တင်းငွေနေတိုင်းထုံးလင့်နေကြဖြစ်တဲ့ Grace Under Pressure ဆိုတဲ့ခေါင်းစဉ်အောက်ကရေးထားတဲ့ဆောင်းပါးလေးတွေကိုဖတ်ပြရေးပြမယ် season တစ်ဖန်ရောက်ရှိလို့လာပါပြီဒီဘက်တော့ကျွန်မဖတ်ပြတာနဲ့ရေးပြတာလေးကိုပြောပြီးလုပ်ချင်ပါတယ်ခေါင်းစဉ်ကပေပွနေစေအနာခက်ဖြစ်ပါတယ်ရင်းအောင်ဆုံးဖတ်ပြတဲ့ season လေးလုပ်ချင်ပါတယ်ပေပွနေစေအနာခက် နေမျိုးလေးရဲ့ဒေတာကောလိပ်မှာပထမနှစ်ကြောင်းတက်စင်ချင်းကခီးလုံကြုံရေးအတွက်အစစ်အစေးတွေတအားထူတက်ခဲ့တယ်။အထူးသဖြင့်ကျောင်းသားတွေကိုအလစ်မပေးဘူး။ဆက်ဆက်ရှိရေးခင်းတွေပြီးလို့တက်သူတက်ဖို့စောင့်နေကြတဲ့နှစ်တွေပေါင်းပြီးကျောင်းတက်ခိုင်းပစ်တယ်။60ခုနှစ်အောင်နဲ့61ခုနှစ်အောင်ကိုပေါင်းတက်ခိုင်းတာပေါ့ဒီတော့အเจ้าနဲ့ဝေးပြီးမှပြန်တက်လာကြတဲ့စီနီယာအကိုကြီးတွေပါလာတယ်သူတို့ကအတွေ့အကြုံလဲများသလို ဘယုတ်လဲအတော်ကြကြတယ်ကိုကလည်းအပြင်ဆောင်မဲရတာမလို့သူတို့ယောက်ျားလေးအဆောင်နဲ့တချံချောပါချားတယ်စီနီယာအကိုတွေထဲမှာမှကိုတတိတရာရှိနေတဲ့အကိုတယောက်ရှိတယ်သူကဟာတညံလဲကြီးတယ်အကြီးလဲပိတာတယ်ပြီးတော့တာဝန်ယူဖြည့်ရှင်းရတဲ့စိတ်လဲရှိတယ်စာပေဘူးတူတာနဲ့လောကအမြင်လဲကျွဲတယ်။ဂျူနီယာတွေရဲ့အနွန်တာလဲခံသူမှုလူချစ်လူခင်ပေါ်တယ်။သူတို့အဆောင်မှာ မရွဲမရဲပဲကျွဲပြဲစီးသူတယောက်ရှိတယ်အရက်မူးမှာကြောက်ပြီးတော့အရက်အလွန်အကျွံတောက်တက်သူပဲသူမူးလာပြီဆိုရင်တရားပါတော့မယ်ဆရာဝန်စီမှာအမူးပြေစေသွားယူပေးပါဆိုပြီးခုနှစ်တန်ချီအော်နေတတ်တာမမူးနိုင်အတန်လုံးဝမထွက်တတ်တဲ့သူကမူးပြီဆိုအဲ့လိုလုပ်ပေါ့သူအဲ့လိုဖြစ်ပြီဆိုရင်အဲ့ဒီအကိုကကျမတို့မိခလေးဆောင်ဖက်ကူးလာတယ်ခဏစကားထိုင်ပြောတယ်ပြီးရင်ရှောက်သီးဆေးပြားလေးတွေကိုတင်းတာစကူနဲ့ထုတ်အဲ့ဒီခက်ကဆရာဝန်တွေကဆေးပေးတဲ့ပုံစံအတိုင်းပေါ့နော် ထုတ်ပြီးအဆောင်ပြန်မူးပြီးအော်နေတဲ့သူကိုဆရာဝန်စေးပေးလိုက်တာဆိုပြီး၆တိစေးပြောက်တိုက်တယ်။ဟိုကောင်ကလည်းတောက်ပြီးအေးအေးဆေးဆေးအိပ်ပျော်သွားတယ်။ကိုတို့မိန်းကလေးတွေကိုထမ်းရင်တောက်ဖူးအောင်ကျင့်ပေးတာလည်းဒီအကိုပဲ။အဲ့ဒီခစ်ကမိန်းကလေးတွေထမ်းရင်တောက်ရင်လူစိုးတန်းဝင်ခစ်ကိုအဲ့ဒီမြို့ရဲ့ရွာနီးချုပ်ဆက်မှာနတ်မော်ရွာဆိုတာရှိတယ်။နတ်မော်ရွာကနာမည်ကြီးတာနှစ်ခုရှိတယ်။ တစ်ခုကအကြီးဆုံးရွှေသားလျောင်းကိုတော်ကြီးရဲ့နောက်တစ်ခုကထန်းရီတအားကောင်းတယ်ပေါ့နတ်မော်ရဲ့ဟိုဘက်နောက်တရွာရဲ့နာမည်ကနိဗ္ဗာန်နဲ့အကိုကကိုလိုမင်းကလေးတွေကိုထန်းရီတာဖို့မဲဆွယ်စီယုံပုံကကြီးစရာကောင်းတယ်နတ်မော်ထန်းရီဘလောက်ကောင်းတယ်လဲဆိုရင်ဖခင်တော်နိဗ္ဗာန်မြောက်ဖို့နတ်မော်တွေထင်မှုလဲနေတာကြည့်တဲ့အစာမှုအန်တီကြီးကတော့မိုးချုပ်ပြစ်မဲ့ဟာရီလို့စုနေရှိတယ်ကိုလိုလုံချွတ်လေးတွေအတွက်တော့အကိုစီကစကားဆမ်းမှန်တဲ့များဟာအစမ်းတစ်ချက်သဘောကျခဲ့ရတာကြည့်ပဲ အဲ့ဒီခေအဲ့ဒီအချိန်ကပြည်သူတွေကအဲ့ဒီချက်အဲ့ဒီခေအဲ့ဒီအချိန်ကာလကိုပြည်သူတွေကငြိမ်ပိလို့ခေါ်ခဲ့ကြတယ်ဒေတာကောလိပ်ရှိရာမြို့ရဲ့ခရိုင်ငြိမ်ပိဥက္ကဋ္ဌဟာအမတန်မှနမေဆိုးနဲ့ကြော်ကြားရတူဖြစ်တယ်ဒေတာခင်ပြည်သူတွေကလည်းယုံကြောင်ကြီးပေါ့သူ့ရဲ့အထင်ကရ treatment ကတော့သူတို့မြို့မှာလမ်းသွားလမ်းလာတွေကိုပတ်ဖို့တင်စစ်ဆေးတာပဲမတင်ကြရင်မတင်ကြသလိုအချိန်မရွေးနေရာမရွေးရဟန်းရှင်လူမရွေး မှတ်ပုံတင်စစ်ဆေးတယ်မှတ်ပုံတင်မပြနိုင်ရင်မတင်ကမှုနဲ့အချုပ်တဲထန်းအချုပ်သေးကိုတန်းထည့်တဲ့ခစ်ပေါ့ဒီတော့လူတွေဟာမှတ်ပုံတင်ကိုကိုယ့်အသက်လိုသဘောထားပြီးတော့သဘောပိုက်ထားကြရတယ်မှတ်ပုံတင်နေဈေးကလည်းကောင်းလာသဘောစမောရဲ့ကြီးဖြေကန်ဒီတညမှာအကိုတို့ယောက်ျားလေးတွေဖွဲ့ကမြူရဲသွားပြီးတောက်ကြစားကြတယ်မူးလာရင်ပြဿနာရှာနေကြအကောင်ကလမ်းသားလမ်းလာတွေကိုတာပြီးမှတ်ပုံတင်စစ်ပါလေရောခရိုင်ငိမ့်ပြီးဥက္ကဋ္ဌလုပ်နေတဲ့စတိုင်အတိုင်းတေချာစစ်တာတဲ့ အချို့ကလည်းတကယ်ထင်ကြတယ်အချို့ကလည်းစကားနဲ့ရန်စဲသဘောမျိုးနဲ့မှတ်ပုံတင်ထုတ်ပြကြတယ်သူ့ကိုတားမြရတဲ့အခါအကိုတွေကလည်းအကိုတို့အဖွဲ့ကလည်းသူနဲ့အတူမှတ်ပုံတင်စစ်တမ်းကစားနေကြရောမိုးချုပ်လာတဲ့အခါကားတစ်စီးကိုတားလိုက်ကြတယ်တဲ့ကားကလည်းရက်ပေးတယ်မှတ်ပုံတင်တောင်းတော့ရှင်မောင်းကစကားပြောမယ်လို့တာကိုဘေးမှာထိုင်တဲ့လူကလက်ကပြတယ်ပြီးတော့သူ့ရဲ့မှတ်ပုံတင်ကိုထုတ်ပေးလိုက်တယ်မူးနေတဲ့ကောင်ကမှတ်ပုံတင်တဲ့ကနံပါတ်ကိုဖတ်ပြီးဟမ်သူပဲဟာလို့អော်တယ်ခရိုင်ញင်းပြီးဥက္ကဋ္ဌကိုယ်တိုင်ဖြစ်နေတာပဲ အားလုံးကိုကြောင်းပြန်ပို့ပေးလိုက်တဲ့ခံဝင်ဂရီထိုးရတယ်။မြင်းပြီးဥက္ကဋ္ဌကအចောင်းသားတွေဖြစ်လို့တသက်ညာညာခွင့်လွှတ်ပေးတဲ့အကြောင်းနဲ့နိုင်ငံရေးလုပ်နေတာမဟုတ်လို့အပြစ်မကြီးချောင်းဩဝါဒပေးတယ်။မော်ဘွန်းတိန်နဲ့ရောပီအချင်းခံရတာပေါ့။အဲ့ဒီညကယောက်ျားလေးအဆောင်မိန်းကလေးအဆောင်နှစ်ဆောင်ပေါင်းပြီးစကားတွေထိုင်ပြောပြကြတယ်။အကိုပြောတာကိုနားထောင်ကြတာပေါ့။ပထမနေ့ကြောင်းတက်နေတဲ့သူအုပ်စုအများစုကကိုအပါဝင်၁၇နှစ်၁၈နှစ်လေးတွေများတယ်။အဲ့ဒီအကိုတယောက်ပဲ၂၄နှစ်ရှိတာ။ အဲ့ဒီခေတ်ကနိုင်ငံရေးဆိုတဲ့စကားလုံးဟာအိမ်ဒီမှာမပြောကောင်းတဲ့အရာတခုပေါ့ပဲမျက်စိပိန်နားပိတ်ထားလိုက်ထားလိုက်ပုံကများចောင်းစာတိတိုက်ကြီးပိတ်ထားသလိုပါပဲအခုခရိုင်ငင်းပြီးဥက္ကဋ္ဌပြောသွားမှစိတ်ဝင်စားကြတယ်အားလုံးကအခုနိုင်ငံရေးဆိုတာဘာလဲဗျကြကြပြန့်ပြန့်ပြောပြဆန်းပါနဲ့အမှုကောင်လဲအမှုပြေသွားပုံရတယ်သူကအရင်စပြီးတောင်းဆိုတယ်နိုင်ငံရေးလုပ်တယ်ဆိုတာဘာတွေကိုဘယ်လိုလုပ်ရတာလဲဘာလို့ចောင်းသားတွေကနိုင်ငံရေးကင်းရှင်းရမှာလဲ ိုတို့မိကလေးအုပ်စုတွေကလည်းမိခိုးနေထွက်လာတယ်။အကိုစီကအဖြစ်စကားမကြားသေးခင်အဆောင်မှုအန်တီဂျီစကားသံကိုအရင်ကြားလိုက်ရတယ်။အေးမင်းတို့နော်နိုင်ငံရေးအကြောင်းပြောကြရင်ငါအဆောင်မှမထားဘူးအကုန်အဆောင်ပြောင်းချတာပဲတဲ့။မစမီကဆုံးနေတဲ့ဇလန်းပါပဲ။အကိုကမပြောပါဘူးခမလို့အဆောင်မှုကြီးအဆောင်မှုအန်တီဂျီကိုပြောတယ်။ပြီးတော့မှအကိုဖတ်ဖူးတဲ့အနောက်နိုင်ငံကနိုင်ငံရေးဟာတာလေးအကြောင်းပြောပြမြင်တော့တဲ့။ ကူပြောပြတဲ့နိုင်ငံရေးဟာပါလီကစိတ်နိုင်လွတ်တော်အမတ်တဦးရဲ့အိမ်မှာနိုင်ငံရေးဆိုတဲ့စကားလုံးကိုဆယ်နှစ်အရွယ်သူ့သားလေးကမကြာခဏကြားနေရတဲ့အခါနိုင်ငံရေးဆိုတာဘာလဲလို့သိချင်လာတယ်တဲ့ဒါနဲ့အဖေလို့သူကိုမြည်တယ်အဖေကလည်းဆယ်နှစ်သားကလေးရွယ်တယောက်နိုင်ငံရေးဆိုတဲ့ဝေါ်ဝါဒကိုထင်သာမြင်သာနားလည်စေမယ့်ဥပမာကိုစဉ်းစားပြီးအဖြေပေးတယ်ဒီအိမ်မှာဖဖေကငွေရှာသူဒီတော့ဖဖေကိုအရင်ရှင်လို့မှတ်မမေကစီမံခန့်ခွဲသူဒီတော့သူ့ကိုအစိုးရလို့မှတ် အိမ်အကူမမက ခလေးထိန်ရတယ်ဒီတော့အိမ်အကူကိုအလုသမားလို့မှတ်သားကမိဘတွေရဲ့စီမံခန့်ခွဲခြင်းကို ခံရသူဒီတော့သားကကိုကိုကိုပြည်သူလို့မှတ်ထားမွေးကင်းစာတားညီလေးကဘာမှမသိသေးတာ ဖြစ်တဲ့အတွက်သူ့ကိုရောဖေဖေတို့ကအနာခက်လို့မှတ်လိုက်ကြမယ်။ဒါတွေအားလုံးဖွဲ့စည်းလဲပတ်နေတာကိုနိုင်ငံရေးလို့ခေါ်တာပဲတားရဲ့တဲ့။ ဆိုင်နဲ့သားလေးကရေရွတ်ကြည့်တယ်။ဖေဖေကအရင်ရှင်၊မမေကအစိုးရ၊မမကအလှုပ်သမား၊ငါကပြည်သူ၊ညီလေးကအနာခတ်အဖြစ်မထွက်ပါဘူးတဲ့။ညရောက်တော့သူ့ညီလေးအခန်းကငိုတန်းနဲ့စုညံ့နေအောင်ကြားရတယ်။သူတို့နိုင်ငံမှာကငွေကင်းစာကလေးတွေကိုအခန်းခွဲပြီးတိတ်တက်တာကိုဒါနဲ့သူ့အမေခန်းကိုသွားပြီးနှိုးကြည့်တယ်။သူ့မေကအိပ်ပျော်နေတယ်ဘလို့မှနှိုးလို့မရဘူးတဲ့။ဒီတော့ဒီကောင်လေးဟာအေးအခုမမအခန်းစီကိုသွားကြည့်တယ်။အဲ့ဒီအခန်းမှာသူ့အဖေကိုတွေ့လိုက်တယ်တဲ့။ သူ့နေလေးအခန်းစီပြန်လာခဲ့တယ်။ညီလေးကလည်းရှူးတွေအီးတွေနဲ့ပေးပွားနေတာပဲတဲ့။သူကလုံလဲမလုပ်တတ်တော့ဒီတိုင်းကြည့်နေလိုက်တယ်တဲ့။ကလေးကငိုရတာမောလာတော့ပြက်အိပ်ပျော်သွားရော။မနဲ့မိုးလင်းလာတော့စနစ်သားကလေးကသူ့အဖေကိုပြောတယ်တဲ့။နိုင်ငံရေးဆိုတာဘာလဲလို့သားသိပြီတဲ့။သူ့အဖေကအံ့ဩသွားတယ်။တညာင်းနဲ့ငါသားသဘော ပေါက်တယ်ပါသလားပေါ့။ပြောပါအောင်သားရဲ့။သားသိရဲ့နိုင်ငံရေးဆိုတာဘယ်လိုလဲလို့ပြောတော့တဲ့။ အရင်ရှင်ကအလုတ်သမားကိုခေါင်းပုံဖြတ်နေတဲ့အချိန်မှာအစိုးရကအိပ်ပျော်နေပါလေပြည်သူကကုရကဲ့ရမဲ့နေပြီးအနာဂတ်ကတော့မြစ်ပတ်ပေပွားနေတာပါပဲတဲ့ဒီဟာသားလေးကိုနောက်အခါကိုအရွယ်ရောက်လာတော့ဖတ်မိသွားပေမဲ့အကိုစီကကြားခဲ့ဘူးရသလိုအရသာလည်းမရှိလာပါဘူးဒီဟာသားကိုပဲဘာရှင်အမျိုးမျိုးစကားလုံးအထအတုအမျိုးမျိုးနဲ့လူတွေတော်တော်များများကဖတ်ဖူးကြားဘူးပြီးသားဖြစ်နေကြမှာပါ ို့အတွက်တော့ဆယ်ကျော်သက်အရွယ်မှာကြားခဲ့ရတာဖြစ်လို့သဘောတကျအရသာရှိလာပါတယ်။အဲ့ဒီအချိန်တုန်းကအကိုဟာဘလို့လူလဲလို့ကိုတို့တွေတည်တည်ချာချာမသိခဲ့ကြပါဘူး။ဂျိတ်ဖန်းတန်ဖန်းသတိထားမိလိုက်တဲ့အချိန်မှာအကိုဟာခိုးအဝေးတနေရာကိုရောက်သွားခဲ့ပါပြီ။နှလုံးသားအရိုင်းတုံးတွေပုံနောက်ထုလက်ပစ်တွေကိုမတိမတာတွေးပေးခဲ့တဲ့အကိုကို သတိတရအမြဲရှိနေပါတယ်။အကူလဲဆယ်နှစ်သားဘဝတွေကူရာကြရမဲ့ပါပဲအကိုကြီး။ ဒါလေးကကျွန်မရေးပြတဲ့ပေပွားနေစေအနာကဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါလေးပါအဲဒီထဲကအကိုကိုလည်းတကယ်လွမ်းပြီးဒီဆောင်းပါလေးရေးပြတာပါကျမတို့ရဲ့စစ်ကြောတက်18အရွယ်မှာအကူက24နှစ်ဖြစ်တဲ့အတွက်ကျမတို့ရဲ့ပို့ပြီးတော့နိုင်ငံရေးအခင်အကျင်းပညာရေးလောကတဲ့နဲ့လူမှုဝန်းကျင်အကုန်လုံးကိုအကုန်လုံးကိုအကူကကျမတို့ရဲ့ခေါင်းတစ်လုံးတာပြီးတည်တယ်ပေါ့နော်နှာတစ်ဖြာ ရှေ့ရောက်ပြီးသိနေတဲ့သူပေါ့အဲ့တော့သူ့ရှေ့ဟာကြားခဲ့တဲ့စကားတွေကကျမတို့အတွက်အဲ့ချိန်မှာအားလုံးကအဆန်းတစ်ချေစီပါပဲအဲအကိုဟာသူ့ယုံကြည်ချက်နဲ့သူ့ခံယူချက်နဲ့သူ့အလုပ်လုပ်ပြင်မဲ့ကျမတို့ဟိုသူ့ရဲ့ညီညီမိုင်လို့ဖြစ်နေတဲ့ကျမတို့တွေကိုတော့တခါမှသူ့နဲ့အတူတူလိုက်ပြီးတော့သူ့ယုံကြည်ရာကိုလိုက်ယုံကြည်ဖို့လို့မင်းမဆွဲခဲ့ပါဘူးကျမတို့ကို သိအောင်လို့ပဲအသိပညာဘုဒ္ဓတာမျှဝေခဲ့ပြီးတော့သူယုံကြည်ရဖို့တော့သူ့ဘာသာလုပ်ပြီးတော့အဝေးတနေရာရောက်သွားပါတယ်။အခုအိုက်ကိုဘယ်နေရာရောက်နေလဲမသိဘူး။ကျမဖန်ပြန်လွမ်းပါတယ်။အခုကျမတို့လည်းစနစ်သားဘွားတွေပဲအကိုကြီးကိုရခဲ့ရမယ်ပါပဲလို့ပြောချင်နေတာပါဒါကတော့ဒီတစ်ပတ်ကျွန်မပြောချင်တဲ့ပေပွားနေစေအနာကဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ် အပတ်စဉ်ကျမရဲ့ YouTube channel လေးကိုစောင့်မျှော်နှာထောင်ပေးတဲ့စာဖတ်သူတွေကိုစာနာထောင်တဲ့သူတွေကိုကျေးဇူးတင်ပါတယ်။ကျမလည်းနောက်ပတ်ဒီမှာအကျိုးစားပြီးတော့အပတ်စဉ်တင်းငွေတွေလွှင့်နိုင်အောင်လုပ်ပါမယ်။အလမ်းကြည့်ရင်တော့ကျမရဲ့ YouTube channel လေးကို like and share and subscribe လုပ်ပေးခြင်းဖြစ်လေအပိကြပါအောင်လို့တောင်းဆိုချင်ပါတယ်။ဒီဘက်တော့ဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။